ုံမဲ့မျိုးက fashion ကတခါမှမကျင်ဘူးလေအဲဒါကြောင့်မဲ့ကိုကိုရဲ့ fashion ဆိုပြီးအမိုက်စားမရှိပါဘူးဒါမဲ့လို့အားလုံးကပေါ့အဲရန်ဝတ်ရန်ဝတ်တော်မဲ့ရန် hot တော်မဲ့ဆိုပြီးတော့နှောက်နှောက်ချင်တာအဲ့နဲ့ fashion နဲ့ကျွန်းရမယ်ဆိုပြီးတော့မကျွန်းပါဘူးအလှတရားဆိုတာလူတိုင်းတွေပြောင်းမှာမဟုတ်တာအဓိကကိုလှတရားကိုခက်ကိုကိုတိုင်းခံစားဖို့ကကိုကိုကိုချစ်ဖို့ကိုကိုကိုဘယ်လိုသဘောကျဖို့ကို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 ကြိုက်ဖို့ကနံပါတ်1ပေါ့ ဆာမွေးလာစတာဆာမွေးလာစတာဆိုတော့ဟိုအာတီကိုမဟုတ်ဘူးအာတီရဲ့ပြိသက်တွေစာဘလောက်ရလဲဆိုတော့ပုံမှန်မျိုးက fashion ကတခါမှမကျင်ဘူးလေအဲဒါပေမဲ့ကိုကိုရဲ့ fashion ဆိုပြီးအမိုက်စားမရှိပါဘူးဒါပေမဲ့လို့အားလုံးဟောပေါ့အဲရန်ဝတ်ရန်ဝတ်တော်မယ်ရန် hot တော်မယ်ဆိုပြီးတော့နှောက်နှောက်ချင်တာအာနဲ့ fashion နဲ့ကျွန်းရမယ်ဆိုပြီးတော့မကျွန်းပါဘူးအော်အတိနေကတော့ဆယ်စုနှစ်ကျော်ပြီဆယ်စုနှစ်ကျော်တော့ဘယ်ကမလဲ2000သူစပြီးတော့ အဲ့ဒါဒီလို music album မထွက်ခင်တည်းကသူတို့တစဉ်တော့အိမ်မှာပဲကိုနေပေးတဲ့အတုပ်စုံတို့ငပိထမင်းတို့စားနေကြအတိနယ်လည်းအရင်တော့ message ပွဲမှာဇုံလဲဆိုပြီးတော့ပုံစုံပါတယ်တော်ကြပြီအတိအတိရန်ကုန်စားရောက်ကြရပါတော့ဒါပေမဲ့နောက်ပိုင်းတော့ကိုကတော့သူပြိသက်ပြဖြစ်သွားတာပေါ့ဆိုတော့ဟိုအများကြီးကိုကတော့သူ့ရဲ့စူးစမ်းအထုမှုကိုနောက်မှတက်တက်ကလေးပဲမဲ့လည်းအများကြီးသူ့ရဲ့စူးစမ်းအထုမှုကိုကပြင်ပြီးလေးစားတာတဲမကွက်တက်ဘူးလေအမြင်ပြောပါရဲ့ ဟိုအဲ့လိုတဲကွဲပြောရင်လိန်ရကြမှာဆိုလို့မလိန်ဘူးအဲတဲမကွဲတော့ဘူးကွာအဲ့လိုတွင်းနဲ့မူဝန်တက်တဲ့အချင်းရှိရောလေအဲ့လိုတွင်းတွင်းနဲ့ပဲအဲ့လိုပါဆိုအတိတ်ကကိုမမားဖို့ပဲလိုပါတယ်ကိုမမားဘူးဆိုရင်တော့ငါ့ကိုဘာကြောင့်ထားခဲ့လဲဒီပါရင်မရှိတော့ဘူးလေနော်ဟိုကိုနဲ့တွေ့ခွင့်ရတာကသူ့အတွက်ကပြည့်ရှင်ချင်းပါအဲကိုနဲ့လမ်းခွင့်ရခြင်းကတော့သူ့အတွက်ကတော့ဒုက္ခပေါ့အော်အလှတရားဆိုတာလူတိုင်းအတွက်ပြောင်းမှာမဟုတ်တာ ဒီကကိုလာတရားကိုခကိုကိုတိုင်းခန်းစားဖို့ကိုကိုကိုချစ်ဖို့ကိုကိုကိုလို့သဘောကျဖို့ကိုကိုကိုကြိုက်ဖို့ကနံပါတ်၁ပေါ့လူဖြစ်ရတာမွေးကြရအခုချိန်ကြီးဆိုပျော်ရွှင်ခြင်းပျော်ရွှင်ခြင်းနဲ့ဒုက္ခနဲ့ဟာဒုက္ခပုံများရယ်နော်အဲ့ခါကျခွေနောက်နေရတာမမကြီးမငယ်နဲ့ပေါ့နော်စကားတွေတီတဲ့ပြောခွင်ရေလို့ပြောပြမယ်လေအဲကိုနဲ့တွေ့ရတဲ့လူကလူတွေကတော့ဘာပဲပြောရလဲမကောင်းတာစိတ်ကြီးရတဲ့ပြောရဘူးကောင်းတယ်နော်ဟောအဲ့ဒါကြောင့်ဟိုအမှန်တရားကိုလက်ခံရမယ် အဲဆွလုံးတင်တာဆွလုံးရမယ်လွတ်ချတင်တာလွတ်ချရမယ်ပြီးတော့ pass ရအတိတ်ဒီမှာပြန်ပြီးတော့အဲ့လိုဝမ်းနဲ့ပူဆွေးနေတာထက်မှားခဲ့ရဆိုလိုက်အမကိုထပ်မဖြစ်အောင်လို့စူးစမ်းပြီးနေလိုက်တယ်အဲ့ဆိုတော့ပြီးရတယ်ပြီးတော့ပါဟိုရှေ့ရှောင်နေရတာပြောကြကောင်းပါတယ်အရင်တွင်နုပြောရတဲ့အကြောင်းရင်းထဲမှာလည်းအဲ့တစ်ချက်ပါဟုတ်ပါတော့တကယ်မဟုတ်အဲ့ဖြစ်တဲ့အချိန်ကအသေးကွဲတယ်ဒါမဟုတ်ဘူးတကယ်တော့လောဘကြီးတာ ငါဆိုတဲ့အတ္တပေါ့ငါဆိုတဲ့အတ္တငါလိုလူမျိုးနင်းလိုလူမျိုးอ่ะဆိုတော့အဲ့လိုငါဆိုတဲ့အတ္တရှိလို့လူရဖြစ်ကြတယ်တကယ်တော့မဟုတ်ဘူးအဲ့ကွဲအောင်အတ္တကိုယ့်တက်ပြောတာနော်တကယ်တက်ပြောတာပေါ့အဲ့တော့အဲ့လိုကြီး ွားပေါ့တရားပြောင်းမရှိလို့တည်သွားမယ်ဆိုတော့ဘဝမှာမရှိခဲ့ဘူးတဲ့အတွက်အဲအဲ့လိုအသေးမကွဲခဲ့ဘူးလို့ထင်တာပဲအဲ့လိုတရားရောက်ချောင်းတည်သွားတဲ့လူတွေကိုလည်းမဖြစ်စေချင်ဘူးပေါ့နှမျိုးဖို့ကောင်းပါတယ်ဘဝမှာအဲ့ဒါကိုကွန်ပျူတာဆိုတဲ့ကိုကဟိုးတယ်လို့ပြောတယ်နော်ကိုကလည်းကိုပြောရတော့အကောင်းဆုံးလို့ကိုကိုကိုပြောမှာပေါ့နော်သူတို့ဘက်ကလည်းသူတို့ကသူတို့လည်းအကောင်းဆုံးပေးဆက်ခဲ့လေဟုတ်မှာပေါ့နော်အဲ့ဒါတယောက်တစ်ယောက်နဲ့တိုင်းနဲ့ပေးရတော့မတူပါဘူးအဓိကတော့အဲ့လိုတွေ့တဲ့အချိန်မှာရိုးသားဖို့လိုတာပါပေါ့ အချင်းလေးတစ်ပုတ်ဝတ်ထားတာအခုကဟိုဟာပတ်စံမရှိရသေးဘူးအချင်းလေးကတစ်စင်းဟောင်းလေးပါပဲညောကကျတော့အလိုပွဲတွေပါတိတ်မဆိုပြဘူးပေါ့နော်ဆိုပစ်တာမန်လေးမှာဆိုတာများရဲ့အဲ့ဒါလည်းတစ်စင်းရဲ့တရင်ကျွေနှစ်ကူးရဲ့ပဲဒီသုံးဘွဲပဲအဓိကဆိုပစ်တဲ့ခါကျတော့ကျောင်းလေးတက်ကိုဟိုပြောစီချင်တာပေါ့နော်ကိုယ်တစ်ချင်းတစ်တည်းရလဲမပေါက်ဘူးလေမပေါက်တဲ့ခါကျတော့လည်းအလိုချင်းအဟောင်းကောင်းလေးတွေကိုဖြောပြစီချင်တာကိုယ်ကလည်းကိုယ်ကလည်းအနိုင်မဲ့လို့ချင်းများသူစီမာတို့ပဲစုံနေတဲ့ခါကျတော့ ဲ့လိုအဟောင်းထဲကထရိတ်သက်သဘောကျမဲ့ခြင်းလေးကိုပြန်ဆိုခြင်းတဲ့သဘောပါပဲကျွန်တော်တော့ဟိုကျွန်တဲ့ဟိုလိုမျိုးပွဲရေ၆မဆိုတဲ့အတွက်ကတော့တချင်းတော့ဟိုထွေလီကာလီတော့လုံးမို့မရှိဘူးဒါပေမဲ့တချင်းချင်းတဲ့အတွက်လုံးတော့လုံးပါဒါပေမဲ့ချက်အချိန်ကြီးရပါမယ်ဒီဘက်ကပြုတ်ဆောင်တဲ့ပတ်စံနဲ့ပြပြထည့်နေရတာမလိုက်ရတော့မကြိုက်ဘူးလေနော်ချင်းတဲ့ဘက်က music video မထွက်ခင်ကိုပဲသူက maximum 45ဒင်းလောက်ကပုံနေတော့